ားလုံးပဲမင်္ဂလာပါရှင် Opera Drama Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ဆရာဆွေမဲတနုပြုရဲ့ကျွန်ုပ်နဲ့မိเจ้าမှန်ဆန်းလိမ့်မည်ဆိုတဲ့ဇလန်းလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီအတက်နဲ့တူဒိုက်တယောတို့ကချောင်းညာကိုပါလာကြတယ်ဒီအကြပြန်တော့ဒိုက်တယောနဲ့ဘီတာပွင့်တို့ကအလန်တလူလူလွင့်ကပြန်လည်မျောပါသွားကြပြန်ပါတယ်ဇတတို့ရောက်တော့အတော်ပဲပြုချောင်းထဲမှာမိချောင်းခေါင်းတူကြီးတကောင်တောင်းချက်နေလို့ရွာသားတယောက်က သတင်းလာပေးတယ်။ကျွန်ုပ်မှာမိုးဆိုးသွေးများဖြင်းကနေဖြစ်သွားတယ်။တားကောင်နဲ့ရတဲ့မိုးဆိုးလိုအထာပဲ။ဒုဒစီကျွန်ုပ်ကကုန်းပြော်မိုးဆိုး၊ရိုးမမိုးဆိုး၊ရေပြော်မိုးဆိုးမဟုတ်။ရေကိုမကျွမ်း၊ဒုဒစီရေမကျွမ်းပါဘူးလို့ဝန်ခံရင်လည်းညံ့ရကြလိမ့်မယ်။ဂျုံတိုင်းသားတို့တတိသွေးမခေချောင်းပြရမယ်။ကျွန်ုပ်ကြောင့်ဂျုံတိုင်းသားတို့တိတ်ခါကြဆင်းမခံနိုင်ဘူး။ဟန်ကိုဘူကလူလောကမှာအရေးကြီးတယ်။ဂျုံတိုင်းသားနဲ့တွင်ထုံထိုင်းသွားမယ်။ဒီမိเจ้าဟာတွတ်ပြီးရောက်နေမှမသိလို့ထင်တယ်။ ဒီမိเจ้าကတွတ်ပြရောက်နေမှမသိလို့ထတာထင်တယ်။တီလို့ထတာပါခမ ya အဲဟုတ်ပါဟိုဟိုရေမုတ်ဆိုးကတော့ကုန်းရဲ့အကြောင်းဘယ်လာတိပါမလဲခမ ya ဟုတ်ပါဟုတ်ပါကျွန်တော်ရဲ့လက်ချက်ကိုဒင်းမီဆန်ကြည့်ရသေးတယ်။ဟွန်းရင်လေးတယ်။အဲ့ဒါအုတ်တွတ်ပြတို့မိเจ้าအမိုက်မဲကိုဘယ်တော့လောက်ဆုံးမနိုင်မလဲအမင်းရှိပါခမ ya ။အိုးလာမဲ့ဘေးပြေးတွေ့အဲဟုတ်ပါမိเจ้าပေါ်ချိန်ဘေးချိန်တော့မသိဘူးခမ ya ။ဟင်မိเจ้าပေါ်ချိန်တော့မသိပဲနဲ့များ ခမရတို့ရွာချောင်းမှာမိချောင်းရှင်မန်ဘလို့လို့တည်နေရတော့ကလေးတွေပြောအဲဟုတ်ပါဟိုနေ့ကနွားချောင်းသားဆန်ခါနွားရီချရင်သူ့နားကလာတာတက်တုံးထင်ပြီးလှမ်းအစဲမိချောင်းပုတ်လို့ကိုတချမ်းဆုပ်သွားရပါရောလားတော်တည်ရပေါ့တကူလုံးမဆုပ်လို့ဟုတ်ပါရေမာမျိုးတွေထင်းအောင်ချမ်းသာမပေးစင်တဲ့သူတွေအဲ့ဒါမိချောင်းကအမိနဲ့ရိုက်တာချက်ကောင်းမမိလို့စံပါကမ်းပေါ်တက်ပြေးနိုင်ပြီးတော့လွတ်ခဲ့ရတာဗျနွားလေးလွတ်သွားတယ်ဟင် ဒါကြောင့်မရောက်ခင်ကဖြစ်တာပဲခမရတို့ရွာကလူတွေဘာလို့မနေနှင်းကြရလဲကြလို့အဲဟုတ်ပါအောင်မအားကြလို့ပါဩတေးရမှာမအားကြဘူးပေါ့လေဟင်အေးတေးစားတေးစီမဲ့ဆရာတွတ်တူစောင့်နေတာမကောင်းကြောင်းပို့ပေါ့ဗျာဒီလိုနဲ့ကျွန်တော်ရိုးမမိုးဆိုးကြောတွတ်ပြရလေကံမကောင်းအကြောင်းမလာလို့ရေးပြောအမေးလိုက်မိုးဆိုးဘဝတလဲရောက်ရပြန်ပါတယ်မြန်ရစာတွတ်ပြလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလဲပါတယ်နော်ရန်ရစာတွတ်ပြရဲ့မိချောင်းဖန်းပွဲကမခေလာဘူး ကျွန်ုပ်တို့ကလေတစည်းနဲ့မိချောင်းရှာထွက်တယ်။တင်မင်းအရှာထွက်သူများပေါ်ဆက်ထွက်ပြီ။ကမ်းပေါ်မှာကရွာသားများကအားလျက်လျားလာကြည့်ကြတယ်။တော်တရပေါ့ကြည့်တော့ကြည့်ရကြလို့ကျွန်ုပ်တို့ရွာသားတွေကကိုယ်တိုင်တာဝန်မစော့စားကြရတာကြည့်ဖို့ကတော့အားကိုးရပါတယ်ဆရာတော့။အော်ကျေးဇူးရှင်နေ ਉ ။မိချောင်းကရေအောက်တိုင်းမြေမှာမိချောင်းမတွေချမ်းရံကစီးစိမ်ရစ်နေတယ်ထင်တယ်။ရေပြင်ပေါ်တက်တော်မမို့ကျွန်ုပ်တို့ခြုံမော့အကွယ်မှာစောင့်နေရတယ်။လေကငိမ့်သက်စွာရက်တက်နေတယ်။ ဟေပေါ်မှာမုံဆိုးနှစ်ယောက်ကတနုတ်ကိုစီကင်ထားကြတယ်။ကျွန်ုပ်ကတနုတ်ကိုစကစကနဲ့စမ်းတမ်းနေပါတယ်။လေဘေးမှာရေပေါ်ခြုံတန်းကြီးရှိတယ်။ခြုံတန်းကဂိဟွားတစ်ခုလိုရှေ့မှာလက်နှစ်လက်များကွာနေတယ်။၎င်းကွာဝေးကဂိတ်တကားတပွဲဖြစ်နေတယ်။ချောင်းရီကတတင်တင်စီးစစ်နေတယ်။ရေတိုးတန်တက်တက်ကြရတယ်။လင်းတော့ပါတော့ကျွန်ုပ်နှရွက်များကထောင်းသွားတယ်။ခြုံဂိဟွားမှာဖြတ်တန်းနေရကမိချောင်းကြီး ကျွန်ုပ်နဲ့ဘိုက်ကလေးနဲ့မိချောင်းကြီးကိုမမိတ်မတုံတော့အကြည့်ဖြစ်ကြည့်နေမိပါရယ်မိချောင်းကြီးကချောင်းရည်ကိုမစုံချောင်းညာဘက်ကိုစံတက်နေပါလားတိကြပြီမိချောင်းကြီးတော့ဇီဝင်ပြုတ်ပြီးတော့ကျွန်ုပ်လက်ထဲမှာတနော့ကနှစ်လန်းကွာလောက်မှမိချောင်းကြီးစီမြတ်စင်းလို့အဟုန်ပြင်းစွာထွက်သွားတယ်မရှိမနှောင်းမှပင်ဘိုက်ကလေးလက်မှတနော့ကလည်းအဟုန်ပြင်းစွာထွက်သွားတယ်ချက်ကောင်တနော့နှစ်ချောင်းကမိချောင်းကိုကိုဒုတ်ဒုတ်ထိဝင်ရောက်သွားကစိုက်နေတော့တယ်မိချောင်းကတစ်ချက်တည်းကိစ္စချောပြီးထင်တယ် ရေအောက်ကိုညှိနှင်ကနေငုံသွားပြီးတော့ပြန်ပြီးဘောလုံးပေါ်နေတော့တယ်။ရုံရင်ဆန်ခတ်လည်းမရှိ။ကမ်းပေါ်မှာလူများကညာတန်ပေးပြီးအားပေးကြတယ်။ကိုရင်တာဝင်မကျဲရတာအားပေးဖို့ကတော့အတော်အားတန်ကြတယ်။တွတ်ပြီးกว่าဘိုက်ကလေးกว่าကျွန်ုပ်တို့လည်းကျူတန်းလန်းနဲ့ပါသွားတယ်။တနတ်များကိုပြန်လည်ဆွဲယူကြတယ်။မိချောင်းကြီးကမလုံမရှက်ပါလာတယ်။လေနီးအယောက်မှာခြုံတန်းဂိဝါမှာပေါ်လာတာကလေတစည်းလူတယောက်ဟဲ့လူတွေဖာပြုတ်လို့ကြောက်ရက်တက်တုံးကိုကြားဖြတ်ယူရတာလေ။ဟင်တက်တုံး ဘယ်မှလဲတက်တုံးအဲ့ဒါကြောက်တက်တုံးပဲရေမှာမျောနေတဲ့တက်တုံးတွေ့လို့လင်းနဲ့ကြိုးချီဆွဲလာတာတော့ခမရတို့ကကြားပြန်ဝင်လို့တာပေါ့လေဟာဒါမိเจ้าမဟုတ်ဘူးမိเจ้าဆိုရင်လေခမရတို့တေးတာကြာလာပြီဟာတိပါအောင်ဗျာရုတ်တရက်ခြုံတန်းခေးဝါကနေရေစံတက်လာတော့မိเจ้าထင်နေတာရော့ရော့ခမရတက်တုံးပြန်ယူကျွန်တို့လည်းတက်တုံးမှတနုတ်ကိုအတော်ဝင်ခရခဲစေပြန်နှုတ်ယူရတယ်အင်းဒါမျိုးကြတော့လက်ကထိတယ်ဟုတ်ပါဆက်တော့ညာ ထိုရွာသားများကထင်ရှားသဖြင့်ရှင်မျိုးထင်းတုံးများကိုလည်းချမ်းသာမပေးလိုင်းလံဆဲရုပ်ကမိဆိုင်ကြတယ်တိသားပဲတက်တုံမှန်းမိเจ้าလာရင်ဘလို့ပြည့်ရမလဲစံပြစ်ကြည့်တာဗျဟွန်းဇောဖေကနောကျင်နေပြီငါအတွက်ရှင်လေးတယ်ဒီလိုနဲ့ကျွန်ုပ်တို့လည်းစကြက်ပြောင်းရပြန်နေချောင်းပြင်ဝဲကျွန်ုပ်တို့လေကလေးကဟိုမဒီမလူလာခောက်တုံဖြစ်နေတယ်ဟောဟိုမဟိုမဘိုက်ကလေးကပြတယ်ကျွန်ုပ်ကလှမ်းကြည့်တယ်ဟုတ်ပါချောင်းရင်မှာခနာကိုတော့ဝက်ကိုဖော်ကစိန်ခံနေပါတယ် ငိမ့်လာကြည်လားတေချာကြည်တယ်မတင်ကြအောင်ဒါပေမဲ့ချက်ချင်းမင်းကျွန်တော်ဆုံးဖြတ်လိုက်တယ်ဟိတ်ကောင်ပိုက်ကလေးဒါတတုံးကြည်ပါကွာကြည်ပါလားရေစုံမျောပါနေတာမှန်တယ်တတုံးကြည်ကရေစည်းနဲ့မျောပါနေပါတယ်တတုံးဆိုလဲထင်းဖြစ်ဆဲအောင်မေပြို့လီသမားကကျွန်ုပ်တို့ကတတုံးလိုဆုံးဖြတ်ပြီးလို့ဝမ်းသာအားရဖြစ်ကလေဝမ်းအတွင်းမှာဂျိုးခွေးကိုယူတယ်ခွေးရှော့လော့ကတတုံးစီကိုလှမ်းပြတယ်ဂျိုးခွေးကတတုံးကိုမမေ့ရဆွတ်မိတယ်လက်မှန်းကောင်းလိုက်တဲ့သူကောင်းပါပေါ့နေစဉ်ထင်းစင်နေရတာ ျွန်တော်လဲချောင်းရည်ပြင်းတခွင်ဟိုးတီတီလှဲ့ရှာတယ်။ဘယ်မလဲမိကြမတွေ့ပါလား။ပြင်ရစာတွက်ပြီးကြောက်လို့ပြေးပြီလား။အမအပြောကကြည့်ပါတော့ကြမှာဟုတ်ပေဖြစ်ဖြစ်ဟဲ့အိုးထင်းတော့ကအသက်ဝင်သွားပုံရတယ်။ဂျိုးကွင်းစွတ်မီတာနဲ့လမ်းဖြန်ပြီးရုံးပြတော့တယ်။ဟဲ့ဘယ်နဲ့နေပူစာလှုံနေတော့ငါကောင်းအောင်ဘသူဂျိုးကွင်းစွတ်တာလဲ။ကြောက်တယ်ပြေးမှာ။တတုံးကြီးကအော်တိုဘုတ်လေးလိုပြေးပါတယ်။ဂျိုးကွင်းစွတ်တယ်ပြေးမယ်ပြေးမယ်။ဟာဝိုင်ကန်းစီမှာနေပူစာလှုံတယ်လို့ မလုံးကျုံစိတ်မချရတဲ့အချက်ပါလားနော်။၎င်းကထင်းတုံးကြီးမဟုတ်ဘူး။ဗီတာမင်ဒီတက်ပါတယ်။နေရောင်ကိုရတာကန်လုံနေပြီးတော့ရေစည်းမှာအလိုက်တင်စိမ့်နဲ့မျောပါနေတဲ့မိချောင်းကြီးပဲ။ပြီးတော့အတိနောက်ကြနေပြီ။တနွတ်နဲ့လှမ်းပြစ်ကြတယ်မထီဘူး။ဘဲထီမလဲ။ကျုပ်ကရှောင်မှမရှောင်လား။မရှောင်ရင်လွတ်တယ်လေ။ချိုးဖြက်ဖြစ်ပါဟာမြင်မြန်။လီသမားကကျိုးမဖြက်အောင်ရေလွှာလျှော့တိုက်ပြေးလွှားနေတဲ့လီကိုမှောက်မသွားစေရင်တက်နဲ့ထိမ့်ပေးနေရတယ်။ဘိုက်ကလေးကခါးကြမှတမြောင်ကိုထုတ်ကား လေနံပေါ်မှာကျိုးကိုခုတ်ဖြတ်နေတယ်။ဒါပေမဲ့လေမှာလူးလိမ်ပြီးတော့တရောတော်ပါပါသွားရကဘိုက်ကလေးရဲ့တန်းချက်ကကျိုးကိုမထိဘူးလေနံကိုကြီးထိပြီးလေနံမှာဖွာရရကျင်းနေပါတော့တယ်။ကျိုးကမပြတ်နိုင်ဘူးမိချောင်းကလည်းမရက်နိုင်ဘူး။ဘယ်ရက်လို့ဖြစ်မလဲရရင်ကျုပ်သေးသွားမှာ။ကျွန်ုပ်တို့ချောင်းရည်ပြင်မှာဘယုတ်တုတ်ကဖြစ်နေမှုကိုကမ်းပေါ်မှာရွာသားများကကြည်ရင်နဲ့အားပေးနေကြတယ်။တချီဝဲဘိုက်ကလေးတန်းချက်ကမိမိရရထိရကကျိုးဟာထောင်းကနေပြတ်သွားတယ်။ ဒီချောင်းကြီးကဝုန်းကနေရှည်အောက်ကိုငုံသွားတယ်။လွတ်ပြီးကျွတ်ပြီးသွားတော့မယ်။တွတ်ပြီးနဲ့ဝေးကပါစီ။နေပူစာရောင်ကောင်းကောင်းမလုံရတဲ့ချောင်းညောင်းတော့မယ်ကွယ်။လေယာထိုးအခါမှာအရှိန်ရော့သွားတယ်။ဒါပေမဲ့ဓားချက်များကြောင့်လေနေရံမှာကျိုးပဲ့ပျက်စီးသွားကရေတွေရှောကနေရှောကနေဝင်လာတယ်။ဟာရေတွေရေတွေဝင်လာပြီ။ကန်းကိုလှော်ပါဟ။လှော်နေရပဲလှော်နေရပဲ။ငါမှတွတ်ပြီးတော့ကြောင့်ထင်မရတဲ့ပြင်လေတစည်းပါဆုံးပါပေါ့။လေကကန်းဆက်မရောက်သေးဘူး။ ဝင်လာတဲ့ရှင်များတို့ဒါကျွန်ုပ်တို့လက်ခုံများဖြစ်ပတ်ရင်ဒီနေ့ကံမကောင်းပါလားကွယ်တနေ့မှာတော့ကျွန်ုပ်တွတ်ပြီးနဲ့တပည့်ကျော်ဘိုက်ကလေးတို့ကနေစာတူဝါထုံးစံအတိုင်းအမေးပြင်းရအတွက်ရိုးမာတောကြီးတွင်းကိုချင်းနေဝင်ရောက်ခဲ့ကြပြန်ပါတယ်ရန်ရစာတွတ်ပြီးလာပြီးဟဲ့တပည့်ကျော်ဘိုက်ကလေးလည်းပါတယ်နော်နှွေကာလာမှုတရွတ်တွေကမြေပြင်မှာဖွေးနေတယ်တိရွဲ့ချောင်းများကိုနင်းရှောင်းရလို့ခြေတံကမလုံးခြင်းမူကျွန်တို့ရဲ့ခြေတံကမုံဆိုးများလာနေပြီဖြစ်ကြောင် ကားကောင်ကိုတတိပေးနေတယ်လို့ပဲခြေတန်းကြားတယ်ကတုံးနဲ့ခင်တို့လာနေပြီကွာသူပြည့်ငင်းငင်းနေမရှောင်နဲ့မရှောင်ရင်လွတ်ပေးသားတပင်တို့ဟာရိုးရံကျင်းနေတယ်တချို့နေရာများမှာနေအောင်ပင်တိုက်ရိုက်ထိုးနေတယ်ကျွန်တို့ငယ်စဉ်ကတော့ရိုးမတော်ကနေပြောင်ပင်မထိုးဘူးအပင်ချင်းရှက်နေတယ်မဲများခြုံများဖြင့်လမ်းကိုမနေထွင်ထွင်သွားကြရတယ်ရိုးမတော်ကထိုးစဉ်ကတော့တကြီးဝါးကြီးများဖြင့်ထူထပ်ကြက်သိမ့်နေတဲ့နေရာသာကျွန်တို့ကမုတ်ဆိုးမျိုးမျိုးဖြစ်တယ် ကျွန်တော်ဖိုးပေါက်ပြီကဒူးလေးတစ်လက်ဖြင့်အမဲပြည့်ထွက်ခဲ့တဲ့မိုးဆိုးကြော်တူပင်ညရစာပေါက်ပြီရဲ့ကွာနော်တားကောင်နေမိုးဆိုးပုံမိုးဆိုးမှမဖြစ်ချင်းရှောင်းကြရှားကြကျွန်တော်ဘေးသေးပြီကလည်းသူ့ဘဝရဲ့နောက်ပိုင်းကာလတွေကိုရိုးမတော်ရဲမှာအမဲပြည့်လုပ်ငန်းများနဲ့တာအချိန်ကုန်လွန်ခဲ့တယ်ညရစာတဲပြီလက်နဲ့တွေ့ရင်ဘယ်တလိစံမဆိုဟင်းစားဖြစ်သွားရမယ်ကွာကျွန်တော်ဘေးသေးပြီကကျွန်တော်ဖိုးပေါက်ပြီခက်ကရိုးမတော်ဗရာတာကိုပုံပေါ်ပြခဲ့ဘူးတယ် ၎င်းမှာစိန်ကြီးမြန်ကြီးရိပ်ကြီးတော့တောင်ရိုးမှသာဖြစ်တယ်။နေပြောင်မထိုးမိုးဆက်ပင်ကြဖို့မလွယ်တဲ့တကြီးဝါကြီးရိုးမှတော့တာ။ကျွန်တော်ငယ်စဉ်ကျွန်တော်ဖေတဲ့ပင်နဲ့အတူရိုးမှတော်တဲ့တော်လေလိုက်ဆန်ကလည်းရိုးမှဟာအပင်ပေါများလာတယ်။ဤလိုက်တာတရီတမောအိတ်ဖို့ကောင်းကျွန်တဲ့ဒီတူတေရတောင်ပင်းနဲ့ကငင်စင်ပြွန်တောင်မအိုးတောင်တရက်စသဖြင့်အပင်ကြီးတွေမိုးတိုးမတက်ကြည့်လေရရမြင်ရတဲ့ရိုးမှတော်ကြီး အပင်ပေါ်လို့တားကောင်များလည်းအစင်ပေါ်များခဲ့တဲ့ယူမတော်ကြီးယခုတော့ကျွန်ုပ်တို့လက်ထက်ကြတော့တားကောင်တွေရှားပါလာတယ်တားကောင်ကြီးတွေမရှိလဲဖွက်လေးပတက်လေးပြတ်ပေါ်မဟုတ်ဆိုကြည့်ရဲ့တားကောင်များကတောပါလာတော့လဲစကြက်ပြောင်းကြတယ်ရေကြီးရမျက်နှာရှာကြတယ်တရမပြောင်းကြားကောင်မဖြစ်ပေါ်ရှင်မရဲ့တည်ခြင်းနဲ့ကြတော့ပြောင်းစကပုံတွင်သွားမယ်တော့ကိုကြားတက်ခုတ်သမားတွေကတက်ခုတ်ကြလို့တော့ကပြောင်းလိုက်လာကြပြီတောင်ကတော့ကိုရောင်းထုံးမလွှဲတော့ပါလားကွယ်ဟောဆက်တော့ဟိုမှာကြည့်စမ်း ။ဘိုက်ကလေးကလေးတန်းနဲ့ပြောတယ်။သူပြားကကျွန်ုပ်ကြည့်လိုက်တဲ့အခါထူးဆန်းသောမြင်ကွင်းကိုတွေ့ရတယ်။၎င်းမှာမြင်းလျှောက်လာတဲ့မြောက်တောင်။ဟဲမြောက်တွေကမြင်းမှာလမ်းလျှောက်တယ်။ဟုတ်ပါ။မြောက်ငါးကောင်မြင်းမှာလမ်းလျှောက်လာကြတယ်။ခလန်းလန်းရှောင်းမှာတစ်ပင်တစ်ပင်ပေါ်ခိုးပြီးတော့တက်သွားကြတယ်။ကျွန်ုပ်လည်းနောက်ဆုံးမြောက်ကြီးကိုချိန်ရပြီးတော့ခလုတ်ဖြုတ်ချလိုက်ပါတယ်။ကောရိုင်းရန်အားပါကွဲတန်ကတော်လုံးအနှံ့ဟိမ့်ထွက်သွားတယ်။ရန်ခိုးမြောက်ဝေသွားတယ်။မြောက်ကပက်လက်လန်လဲကြပြီးအမြုပ်တစီစီထွက်နေတယ်။ ရေပြင်ဝယ်ဆိုင်ငယ်ဆိုင်ငယ်ရုံးကန်ပြီးတော့ခဏအကြာမှငိမ့်သက်သွားတယ်။ဟာမြောက်ဆိုတာတပင်ပေါ်မှာပဲနေကြတာ။တပင်နဲ့တပင်ခွန်ကူးနေကြတာ။ဒီလိုမြောက်တွေမြေပေါ်လမ်းလျှောက်တာတွေ့ရခဲ့တယ်ပြို့။မြောက်တွေမြေပေါ်လမ်းလျှောက်တာကသူတို့လမ်းခွန်ကူးစရာတပင်တွေတိတ်မရှိတော့လို့ဘိုက်ကလေးရ။တက်ခုတ်သမားတွေမတရားတပြက်ခုတ်ကြလို့ကုန်ပြီလေ။တိုင်းပြည်ရဲ့တယံဇာတကိုလူတစုအကျိုးစီးပွားအတွက်ဒီလိုပဲခုန်နေရင်ကျွန်တို့ရိုးမတော်ကြီးဟာလေတိတ်မကြခင်တော်ပြုံးသွားတော့မှာပေါ့။ ရာသီဥတုကိုတက်ပင်တက်တော်ကြီးတွေကထိမ့်ပေးထားတယ်လို့ဆရာလေးကိုကြည်နိုင်ကပြောပို့တယ်ကွာအခုကျွန်တို့ကြုံတိုင်းမှာလည်းကြည်ပါလားနေပူစရာရှင်ရရက်ဆက်ဆက်ပူမိုးရွာရင်လည်းချောင်းရီရှမ်းအေးစရာရှင်လည်းအယိုးကွဲမတက်ဘိုက်ကလေးကကျွန်တို့စကားကိုနားလည်မယ်မထင်ဘူးသူနားလေတာကမြောင်ချေကဟင်းချက်စားဖို့လောက်ပဲကျွန်တော်လည်းဆက်မပြောချင်တော့ဘူးအဝေးကိုကြည့်တယ်အဝေးမှာကမှောင်ရီဝတ်တော်ဒီနေ့ကံမကောင်းပါလားတခါတရံကြတော့မြင်းကခက်တယ် အမြဲတမ်းခတ်မနေတာရှင်ကန်ကောင်းနေမှတ်ပေါ်ခတ်တုတ်ပြီးလင်းယောက်ျားပေါ်နေမင်းငှက်စာပြောတတ်ပေမဲ့အပြင်လူတွေနဲ့ကြတော့သူမှခံလာရတာကများတယ်လင်းယောက်ျားကကို့ချစ်တော်ကို့ဆိုးသမျှတိခန့်တာတိပိသားရှင်အလိုလိုက်အမိုက်စော်ကားပေါ်မြင်လင်းယောက်ျားပေါ်စစ်စေးရမှာကြီးကန်းတောင်ပေါက်လင့်တလောက်တော့ခတ်တုတ်ပြီးရှင်ပစိုးဖြန့်ပြစမ်းခါကြတဲ့မှာငွေရကလေးများလိတ်ထားသလားလို့တခါလေးချုပ်ပြလိုက်တော့ဆရာတို့ရဲ့စိတ်ကုန်တယ်။အမေရောင်းရသမျှငွေ ြင့်ကိုအကုန်အပ်ရတယ်။အယူအရင်အကျဉ်းချန်တော့မရှိစေရ။စကားပြားကွာနေကတွတ်ပြီးစရင်ပြန်ပြပါ။တကတရံတပည့်ကြုံမြန်ဖြစ်ကြတဲ့မိုးဆိုးရှားတဲ့အောင် ရှားထက်နိုင်တို့လာရောက်ကတော့ကြတဲ့ဝေရားလေးများပဲမချန်အကုန်ပြန်အပ်ရတယ်။ဒါကြောင့်ကျွန်ုပ်ကသူမကိုအမြင်ပေးထားဖို့တယ်။တပိတ်လို့ဘာလဲရှင်တပိတ်။ဩလင်းအောင်ကြားရသမျှငွေအလုံးမင်းလက်ထဲကိုတပိတ်ဝင်အိမ်ဝင်ဝင်နေရလို့တပိတ်လို့အတူကောင်တင်စားရတာပါကွယ်။သိပါဟုတ်တော့ တပိတ်လိုညူမောင်နှက်မဲနေတဲ့အသားရင်ရှိသလားလို့၎င်းမသိမြင်လင်းယောက်ျားကိုအပွဲပွဲအနိုင်ယူခဲ့သည်မအပြင်လောကလူပုံအလဲမှာရှိဝဲဖြစ်ခဲ့ရတဲ့အခင်းတစ်ခုကိုကျွန်တော်သူမသိခင်ဖောက်တယ်ချပြမှာဖြစ်ပါတယ်။မြင့်ကိုပြင်မပြောကြနဲ့နော်။တနေ့မှာတော့ကျွန်တော်တို့အိမ်ကိုကုန်းမောင်ရွာမှာ မသိမြင်တူလေးအလဲရောက်လာတယ်။သူကအသက်15နှစ်ဝန်းကျင်နမဲကသူစားမောင်းနဲ့မင်းတို့နမဲကလည်းကြားလို့လို့မလို့လို့ဖားဖြစ်လို့လဲရှင်။မင်းစဉ်းစားကြည့်လေ။ သူစားဆိုတာယောက်ျားလေးမမေဘူးဟုတ်ပါဟောမောင်ကြတော့မင်းကလေးနာမည်မှာထည့်မတော့ဟုတ်ပြန်ရောအဲ့ဒါကြောင့်မို့သူစားမဟာကြားလို့လို့မလို့လို့ဟုတ်ပါရှင်သူ့မိကျုံညမကလည်းကလေးနာမည်ဘလို့မှဲ့ထားတာပါလေဘေးရင်ပေါ့ရှင်ရရားပေါ့ရှင်ကုံပေါ့ကုံပေါ့တနေ့ကြတော့သူမတူဘိုင်းအောင်နေမခံမရက်နံအောင်တဲ့အခါကျေးလက်စီးပေးခန့်ကိုပြေးရတယ်သူစားမကိုဆောင်းပကတ်တွင်ထည့်ပြီးဘိုက်ကလေးနဲ့စောကြီးကထမ်းပြေးတယ် မသိမြင်ကဆောင်းအနာကိုကိုင်းပြီးတော့ပြေးလိုက်တယ်။ကျွန်ုပ်ကလည်းမလန့်မကန်းပါ။ယနေ့မှပဲကြေးလက်စီးပေးကန်းကလူစီကားလိုနေပြန်ပါတယ်။လူနာပြများတယ်။မသိမြင်ကကြိုက်ခရိုက်ပင်လူနာနမေကိုပြောတယ်။သူစားမောင်စီကန်းကိုမပုကနမေကိုရေးယူလိုက်တယ်။သူစားမောင်ကညှိတွားနေတယ်။ကျွန်ုပ်တို့လည်းစိတ်မောစွာနဲ့မျှော်နေရတယ်။မကြခင်နမေခေါ်တယ်။မတ်သူစားမောင်ရှိရှိပါရဲ့ရှင့်။ကျမ်းမာရေးမှုလေးကိုနေမျိုးကအောင်းမေးလိုက်တယ်။ဟဲအိုးမတ်သူစားမောင်က ကြရဲဟဲ့ဒီမိန်းကလေးယောဂါမားနေပြီတဲ့နဲကိုနေမျိုးလည်းမနေတော့ပြောပါဘာဖြစ်တာမိန်းကလေးမဟုတ်ဘူးဗျာယောက်ျားလေးဟင်သူစားမောင်ဆိုဟုတ်တယ်အဲ့ဒါယောက်ျားလေးမသိမြင်ရတူဟင်ယောက်ျားလေးဆိုရင်လည်းမောင်ထည့်ပြောပါလားမမမြင်ကျမကသူစားမောင်ဆိုတော့မိန်းကလေးပဲထင်တာပေါ့ပြီးတော့ဖြစ်တဲ့ယောဂါလေးဖြစ်နိုင်ပါတယ်အမျိုးသမီးဘောသမားတွေတလပေါ်များနေခက်ကြီးမှလူတွေကတအုံးနဲ့ပွဲကြတယ်သူစားမောင်ကမျက်နှာရှုံ့မဲ့နေတယ် အနာကြောင့်လားအဆက်ကြောင့်လားဒင်းကတော့မသိမချာလုံးရော်တယ်။ယောက်ျားသာဆိုပြောဆိုလိုက်မယ်အမျိုးအခုတော့သူ့ဘာသာသူဖြစ်လို့တဟင်းရောချနေတယ်။တခါတရံကြတော့လေကျွန်ုပ်ရဲ့မြင်ကတကယ်မလွယ်ပါဘူး။အတက်များကြီးလာရင်ခနာကိုအင်ဂျင်ကတိတ်မကောင်းချင်တော့ဘူး။စီဝန်းသွေးလေပန်းမှုတွေဖောက်ပြန်ချင်လာတယ်။ညညဆိုရင်ဒကြိန်တော့စီးထထသွားရတတ်တယ်။အခုညလည်းအိတ်နေစဉ်စီးတောင်ခြင်းဝေဒနာက ပြင်းပြလာလို့လန့်နိုးသွားတယ်။လူလဲထရရတယ်။ ခြံနောက်ဘက်ကိုစိမ့်ခဲ့တယ်။အင်တာထိပင်သွားမနေနိုင်တော့ဘူး။ခြုံကွဲမှာထိုင်ပြီးကိစ္စပြီးရတယ်။လှုပ်ပြီးစီးကံအောင်မရှိဘူး။မောင်စိုးမျက်စိကလှင်နေအငြိမ်လည်းမနေဘူး။ဟိုးတတိအကဲခတ်တက်တာကအကျင့်လိုဖြစ်နေတယ်။ခြံဝန်းတဲမျက်စိဝေ့ကြည့်တယ်။ညမို့တတိထားရတယ်။ကျွန်ုပ်တို့ကြုံတိုင်းရွာမှာတခုမရှိဘူး။တခုမရှိတော့လေတောကောင်ရှိတယ်။ရိုးမတောင်ထေရွာဖြစ်လို့တခတရံတောကောင်များကရွာရဲထိဝင်ပြီးမောင်ဝတ်စိတ်ကြက်တို့ကိုဆွဲတက်တယ်။ရခုလိုညာကင်းများကြာ တောကောင်များကိုပို့တတိထားရတယ်။ထိုစဉ်ခြံနောက်ဘေးမလွယ်ပေါင်းမှဝင်လာတဲ့မဲမဲတံကြီးကြောင့်ကျွန်တော်လဲခြုံကိုကွယ်ပြီးနေလိုက်ရတယ်။မဲမဲတံကြီးကလုံလုံပုပ်ပုပ်ကြီးဖြစ်ပါတယ်။မမတ်လျှောက်လာတယ်။လာရောက်ကတိတ်မပေဘူး။ညရောက်ကမြင်ကွင်းကိုဝူးဝါးစေပါတယ်။မဲမဲတံကြီးကကုန်းကွက်ကွက်ကြီးဝင်လာတယ်။ပြီးတော့ခဏရက်တယ်။ဟိုတတိစူးစမ်းနေပုံရတယ်။အလိုထထဝင်းကြီးပဲရိုးမတော်ရက်ကနေကြုံလာတာပဲဖြစ်ရမယ်။ဝင်းကြီးကပဝင်းကျင်ကိုလေ့လာနေတယ်။ ပြီးတော့အင်တာဘက်ထွက်သွားတယ်။အင်တာရှိရက်ပြီးဟိုးတီတီကြည့်ပြန်တယ်။လာရောက်ဝိုးတွားအောင်ဝင်ဝင်ကြီးရဲ့ခနာကိုကြီးကကြီးမားလာပါပြီ။နှလုံးပြူမပါတာနားတယ်ကွာ။ကျွန်တော်လည်းနှလုံးပြူကိုအိမ်ပေါ်တက်ယူရန်ဖြည်းဖြည်းချင်းရွှေ့ရတယ်။မိုးစိုးကြောင်များကလှည့်မြန်တာနဲ့အမျှခြေတန်လုံလာလို့ဝင်ကြီးကမတည်ဘူး။အင်တာရှိမှပဲရက်ကအင်တာတွေကိုစူးစမ်းနေပုံရတယ်။သူ့စိတ်တည်းဒီထဲမှာသူ့အတွက်အစားအစာများရှိမလားလို့စူးစမ်းနေပုံရပါတယ်။အထက်မှာ cheese တင်ခဲတွေများရှိနေမလား။ ကျွန်တော်လည်းနောက်ဆုံးမှာတော့အိမ်ပေါ်ရောက်သွားတယ်။အိမ်ပေါ်မှာစမ်းသွားပြီးတော့နှလုံးပြိုကောက်ယူလိုက်ပါတယ်။ကြည်စံထည့်တယ်။မောင်းထိန်ခလုတ်ကိုဖွင့်လိုက်တယ်။ခြံထဲကိုဆင်းတယ်။အိမ်သာဘက်ကိုချင်းကပ်တယ်။အိမ်သာရှိကိုအလင်းစလို့ကြည့်တယ်။ကျွန်တော်ရင်ထဲထိတ်သွားတယ်မတွေ့တော့ဘူး။ဝင်ကြီးကိုအိမ်သာရှိမှမတွေ့ရတော့ဘူး။ကျွန်တော်ကခဲလေတမန်တည့်ရကြရပြီလို့နှမျိုးတတစိတ်ဖြစ်ပေါ်လာရတယ်။လွတ်သွားတဲ့ဝင်ကြီးပါတယ်။ဒါပေမဲ့အိမ်သာတဲရုတ်တရက်ကြည့်လိုက်တော့အိမ်သာထဲမှာငုတ်တုတ်ကြီးထိုင်နေတဲ့ မိမဲအရာကြီးကိုတွေးလိုက်ရလို့ကျွန်တော်ဝမ်းသာရတယ်။ဟာရှိသေးတယ်ဟာဒီကောင်ကြီးကအိမ်သားပေါ်တက်ထိုင်နေတာ哦ကျွန်တော်လည်းမြေပြင်မှာဒူးထောက်ထိုင်ချလိုက်တယ်။ဝင်ကြီးကိုတိတ်ချစွာချိန်ရလိုက်ပါတယ်။ဖြစ်ပြီးဂျေလောင်လာတော့ကော်ရိုက်ရှန်အားပောက်ကွဲတန်ကညဉ့်ညံကိုဟိမ့်သွားတယ်။အမလီတိတ်ပါပြီတော့အိမ်သားထဲမှာဝင်ကလူလူအော်ပြီးတော့ပလက်လန်လဲသွားတယ်။ဟိုက်ဝင်ကလူလူအော်တယ်။ဘယ်နဲ့လဲဝင်တရဲလားနန္နာဘောကလား။ကျွန်တော်လည်းအံ့ဩသွားတယ်။အိမ်သားနောက်ပြေးကြရတယ်။ င်သာတဲ့လဲနေသူကိုအနီးကပ်ကြည့်ရဝင်မဟုတ်ဘူးအင်သာတဲ့လဲနေသူကအဲ့လိုမသိမြင်တော့ကတော့ပြီတော်ကြော့ကိုလောက်ကြံပြီပေါ့လေကျွန်တော်လည်းမသိမြင်ကိုထမ်းချရရတယ်မပွေနိုင်ဘူးဘိုက်ကလေးနိုးလာတယ်ဟေးမမမြင်ဘယ်နဲ့ဖြစ်ရလဲတို့ပြီတနက်နဲ့ပြစ်တယ်ဟာစစ်တော့ဘယ်နဲ့လောက်တာလဲဗျာချုံမအောင်ဝင်နဲ့မှားသွားလို့ပါကွာဟာဝင်နဲ့မှားရအောင်ဒါရိုးမှတော့မဟုတ်ဘူးဒါဆရာတော်တက်တက်ကျုံမကိုလောက်ကြံတာဗျဟုတ်တယ်ဟုတ်တယ် တော်မရငယ်ယူခြင်းလုံးချုပ်ကိုတိကျောင်းကြံတာမဟုတ်လားဟုတ်တယ်အေးဟုတ်ပါဘူးဟာစကားနောက်တရားပါတော်ကြစမ်းညာကြီးမင်းကြီးတနက်တန်ကြလို့ရွာသားတွေရောက်လာတယ်တကြီးပါစီလည်းပါတယ်စိုးဥတွက်ပြီးဘာဖြစ်လို့တနက်ဖောက်ရရလဲဝင်းကြီးပြတကြီးကျွန်တော်အပေါ့သွားကိုဆင်းလာတော့အိမ်နောက်ကနေဝင်းကြီးဝင်လာတယ်ပြီးတော့အိမ်သာရှိရက်တယ်ကျွန်တော်တနက်ယူပြီးဆင်းလာတော့ဝင်းကအိမ်သာလေးရောက်နေပြီဒါကြောင့်မို့တနက်နေ့ပြစ်လိုက်တာဒါပေမဲ့ဝင်းမဟုတ်ပဲမြင်ဖြစ်နေတဲ့တကြီးအမလီ ငါရုပ်ကိုဝင်းနေနှိုင်းရပါပဲကထွက်ပြီးမတီးမြင်မှာကြီးတော့မမှန်ကြီးကသူ့ကောင်းနေမှာဖြစ်သွားလို့မူးသွားခြင်းဖြစ်တယ်တော်တရားပေါ့မရှောင်ရွတ်တယ်ဆိုတဲ့စကားဒီနေရာမှာတိတ်မှန်းအပြစ်ခံရသူမှာကိုမင်းမှာဖြစ်နေခြင်းမှန်လဲမမှန်လို့ပြဒနာကထူးများနဲ့ပြီးသွားပြီးတော့ကျွန်ုပ်လည်းတကြီးအိမ်အောင်မှာထိတ်တုံးနဲ့မိမဆက်ရတော့ပါဘူးဟုတ်တယ်ပြီခမရလုံးလိုက်ဒါမျိုးကြီးပဲတိတိကျကျတိတိကျကျမမှန်ကန်လောက်ပါဗျအေးကြီးပြတယ်တကြီးကဒေါသနဲ့ဟောက်ပြီးပြန်သွားတယ် မသိမြင်လို့မောင်နှမကကျွန်ုပ်ကိုမကြည့်နဲ့ကြအောင်နှုတ်နေပါမင်းကအိမ်သာသွားတာအိမ်သာဖို့တတ်မှတ်တယ်ပဲဘာလို့ခြံနောက်ဘက်ကိုဝင်သွားရတာလဲ။အိုးအစကအပေါ့ရှင်အပေါ့ဆိုတော့အိမ်သာပေါ်မတက်ချင်ဘူးခြံနောက်သွားပြီးကိစ္စပြီးတာအပေါ့ပြီးမှအလေးသွားခြင်းတလို့ဖြစ်လာလို့အိမ်သာပေါ်တက်တာထိုခါမှမဲမဲတဒံကြီးဟာခြံနောက်မှာဝင်လာခြင်းအိမ်သာရှေ့မှာရက်ပြီးတော့တွေ့ဝင်နေခြင်းစားတဲ့မြင်ကွင်းများကိုပြန်တွေးမိကကျွန်တော်လည်းမရှောင်ရင်လွတ်တဲ့ကျွန်တော်လက်ကိုတော့ အခခကျေးဇူးတင်မိရပါတယ်တော်သေးတယ်မိမဆိုလို့ဒီတယောက်ပဲရှာရှာပပရှိတာမှန်တာမှန်သွားရင်တော့ဒီနေ့ကံမကောင်းဘာလားပဲဟဲ့ကျွန်တော်တို့ရွာမှာဝါကျွတ်ပြီဆိုတာနဲ့အားလုံးနားဆွေနေကြတဲ့တရင်ကမင်္ဂလာတရင်မင်းဖြစ်ပါတယ်ဟဲ့ရွာတောင်ပိုင်းကဖိုးချက်ရဲ့တမင်းမင်္ဂလာဆောင်တော့မဲတဲ့ရွာရဲ့မင်္ဂလာပွဲကငွေကြေးတက်နိုင်တော့အလူပွဲတစ်ခုလောက်ခန်းနာတယ်လို့ငွေကြေးမတက်နိုင်တော့လက်ဖက်ရည်ဝိုင်းတတလောက်သာရှိပါတယ်ရွာထိတ်ကညောင်းမင်းမှာပဲကတော့လိုက်ပေါ့ ဖုန်ကြီးကြောင်းသွားပြီးဒုက္ခပေးမနေပါနဲ့။ငွေပြန်မောင်းနိုင်ရင်ရခင်ကားဆိုရင်အဲ့တလောဝါကျွတ်ပေးဆိုတာနဲ့ခေါင်းကလေးမုံမုံနဲ့ကြော့ကြော်လေးဟန်ရင်းပြနေတက်တာကတော့ရွာကလူပြိုတတိုက်ပဲ။အခုတော့အဲ့တလောမဟုတ်တော့ပါဘူး။မင်္ဂလာဆောင်နာကလွဲပါတဲ့ဥတော်ပြီးဆောင်မီဘလူစကန်းသွားကြမလဲဆိုတာကခက်တယ်ဗျ။လူပြိုအပြိုများကမင်္ဂလာရေးကိစ္စကိုလက်တော်နေကြပုံရပါတယ်ခင်မရေနောက်နေ့ကြမှာပဲလက်ထက်ကြတာပေါ့ဒီနေ့တော့ငွေစုလိုက်အောင်မယ် အဲ့ဒလိုတက်ကွင်းကိုကြောက်နေတဲ့စင်ရိုင်းတို့လူပြိုအပြိုတို့ညိနေခိုင်တက်စကန်းထလာသူကကျွန်ုပ်ရဲ့ချက်လာစွာတော့တပည့်ကြီးရဲ့တငည့်ချင်းလူပြိုကြီးစောတယ်မောင်ပဲစောတယ်မောင်ကရွာရှိပိုင်းမှာခင်မုံကိုအတီလေးကြိုက်တယ်ခင်မုံကမိကောင်းဖခင်တာသမီးပိပိအနီးထိုင်အေးဆေးတည်ငိမ့်နေမိဘစကားကိုနားထောင်နေမိဘကလည်းရွာမှာအေးဆေးစွာနေတဲ့မိသားစုဖြစ်တယ်။တနေ့ကျကျွန်ုပ်ကိုအယုံသိမ်းပြီးတော့လူပြိုကြီးစောတယ်မောင်ကဆက်တော့ကြုံမင်းမှာသွားတောင်းမလို့လိုက်ခဲ့ပေးစမ်းမှာ အလိုကြားသားမှုကြောင့်ဘသူ့ကိုလဲစက်တော်မယုံဘူးလားရွာရှိပိုင်းကဥပါကြီးဒေါ်မီတို့ရဲ့တမီခင်မုံလေဟုတ်ပါမလားဟုတ်တာပေါ့ခင်မုံကိုကျွန်တော်ကမိသားဖသားပြပြီးဈေးထိမ်မှာတွေ့လို့အကျိုးအကြောင်းပြောပြတော့အိမ်မှာလာပြောပါတဲ့အဲ့ဒါကျွန်တော်အမေကိုပြောပြပြီးညီမမိသားကိုလည်းပြောပြပြီးအဲ့ဒါဥတ္တပီယာလူကြီးနေရာကလိုက်ခဲ့ဖို့ပဲကျွန်တော်မှစောတင်မောင်စကားကြောင့်ဝမ်းတာရမလို့ဝမ်းနေရမလို့ခန်းစားရတယ်အလုံးမရှိအကင်မရှိတရားကိုတရားတဆေတမတရားမို့ အိမ်အောင်ကြပြီးအတိတ်တကျဖြစ်သွားမယ်ဆိုတော့လေဝမ်းသာရပြန်နေ။ကောင်းပြီလိုက်ခင်မယ်လေ။ဒီလိုနဲ့မိသိန်းငါရှိမှအုံဒီပွဲခေါင်းမတင်ပြီးစောကြီးကျွန်တော်မိသိန်းအမေဘိုက်ကလေးလူပြိုကြီးများအဖြစ်လူကြီးများအဖြစ်ကိုစံသိန်းနဲ့အဘဖိုးများတို့လည်းလိုက်ပါလာပါတယ်။ခင်မုံတို့အိမ်ကိုရောက်တော့အဝိရှင်ရဲ့ခင်မုံအမေဒေါ်မီတယောက်တည်းဟူတာတွေ့ရတယ်။ဥတုပီတို့ပါလား။ဘာကိစ္စများပါလဲ။ကျွန်တော်တို့တယောက်မျက်နှာတယောက်ကြည့်လိုက်ကြပြီ။ဟိုဟိုခင်မုံလည်းမတွေ့ပါလား။ရှားရဲစင်းသွားရလေ ခင်မုံဘာမှပြောမထားဘူးလားဘာမှလည်းပြောမထားပါဘူးဘာကိစ္စလဲကျွန်တို့အကြက်ရိုက်ချေပြီစောတက်မကိုကျွန်တို့လှမ်းချပြီးတော့စောကြည့်ဘလူလဲကွာဘာမှလည်းစီစဉ်မထားပါလားဟိုဟိုခင်မုံကိုတိတိကျကျပြောထားတာအမေအဲ့အဲ့တော့ခင်မုံဘာမှမပြောထားဘူးလားမပြောပါဘူးဘာမှမပြောထားဘူးဆိုတော့အခုမှပဲပြောရတော့မှာပေါ့ဒီလိုပါဓမီဓမီသမီးခင်မုံအဓိကစောတက်မကမိသားဖတာပြပြီးလာရောက်တောင်းရန်ပါ ဒေါမီတန်ကလွေးခေါင်ခေါင်မှာမိုးကြိုးတရက်ဆက်ပြက်လိုက်တယ်လို့ခန်းစားရရတယ်။ကျမသမီးနဲ့ဒီကကလေးကလေးစောတန်မောင်နဲ့ဟုတ်လား။ဟုတ်ပါဟုတ်ပါ။ရွာရိုးကိုပေါက်လျှောက်ပြီးတော့အလေးလိုက်နေတဲ့စောတန်မောင်နဲ့ဘာလုံးမှမလုပ်ပဲအမေအိုညီမပြို့ရဲ့လှုပ်ဆောင်အခန့်သားထိုင်စားနေတဲ့စောတန်မောင်နဲ့ပေးစားရမယ်။အလိုလေးလေးကြားလို့မှကောင်းကြသေးရဲ့လားအရက်ကတို့ရဲ့ကြားလို့ကောင်းကြသေးရဲ့လား။ကျွန်တော်ဒေါမီရဲ့ခုနှစ်တန်ချီဟစ်တန်ကိုဘေးအိမ်ကအင်းနီနာချင်းတွေကြားလို့ဝိုင်းအောင်လာတယ်။ဘာဖြစ် ဒီမဲ့တော်မိဒီလိုအော်ကြီးမပြောပါနဲ့အခုဒီကိစ္စကိုလက်မခံနိုင်ရင်လက်မခံနိုင်ဘူးအေးစစ်စေးပြောလိုက်ရှုံးပါပဲကျွန်တော်ပြောကမှပိုဆိုးလာတယ်ထမင်းကိုတူတူပြန်ဝှက်ပြီးတော့ဒီမှာစောတင်မောင်အစကလေးကတူတလားတန်တလားစဉ်းစားပြီးမှလာခဲ့ပါလားကျုပ်သမီးနုနုထွတ်ထွတ်လေးပညာတက်ဘွဲရလေးကိုတင်းလိုလူမျိုးကလာတောင်းခံရတယ်လို့အောင်မလေးသမီးရဲ့သမီးအဖြစ်ကစိုးလာကြလားဒေါ်မိကငူချပါလိရောကျွန်တော်မှစောတင်မောင်ကိုမျက်ရည်ပြက မပြေုံတမဲဒေါမီအိမ်မှထွက်လာခဲ့ရပါတော့တယ်။စောတမောင်နင်းလုံပုံကောင်းသေးရဲ့လား။ငါအမေကိုအဆက်ခွဲတဲ့ကောင်တိတ်ဟဲ့။စောတမောင်အမေကတော့တချောင်းနဲ့လိုက်ရိုက်ပါတော့တယ်။အောင်မလေးဗျာ။စောတမောင်ကပစိုးခွင်းတိုင်းကထွက်ပြေးကြည့်တော့တယ်။မိသိန်းကလည်းစိတ်ဆိုးလို့မဆုံးဘူး။အုံသီးနဲ့ငပြောသီးဖိုးတွေစုံပါပြီတော့။ထူအခိုက်တပုံးပုံးနဲ့ပြေးလာနေတယ်။ခင်မုံဖေကိုတွေ့လိုက်ရတယ်။လက်ထဲမှာလည်းဓာတ်တချောင်းကိုကင်ထားတယ်။ပျော်စံစောတမောင်ဖေမှလည်းဒီကောင်စုံမရမယ်။ ငါသမီးနဲ့များရရဆဆအိမ်ထိလာစော်ကားတဲ့ကောင်ပြေးပြီးတွေ့လို့ကတော့ခမားတို့လည်းအလို့တို့အလို့ပါတတိထားကျွန်တော်တို့ကိုအတလုတ်ကြီးချင်းပြီးတော့အိမ်ဘက်ကိုပြန်သွားကြပြီထိုးချင်းထိုးကမှစပြီးကျွန်တော်လည်းသားသမီးတောင်းရတဲ့ကိစ္စများကိုလက်ဆောင်တော့တယ်ဘသူပဲခေါ်ကမလိုက်တော့ပါဘူးမင်္ဂလာပွဲများကိုပင်ချင်းတေပေါ့ဖိတ်စာရှာမှလိုက်ဝင်ပါတော့တယ်ပရိသတ်များရှင်နောက်ရက်တွေမှာလည်းကျွန်တော်တို့ရဲ့ channel ကနေဇလန်းကောင်းများစွာကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် အခုလိုမျိုးအားပေးနားဆင်တဲ့အတွက်လည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။